ညနာကိုခွဲစိတ်ပြုပြင်ပြီးမှာတော့တနေ့တဲ့တနေ့မိုက်ကယ်ဂျက်ဆန်နဲ့တူလိုက်လို့လူပြောများနေတဲ့ဖွဖွင့်ညနာကိုပြုပြင်ထားပြီးတော့တနေ့တဲ့တနေ့တည်သွားတဲ့မိုက်ကယ်ဂျက်ဆန်နဲ့ချွတ်ဆွတ်တူလာလို့လူပြောများနေရကတရုတ်ဆောင်မင်းသမီးဖွဖွင့်ပါအားလုံးကြားတဲ့အတိုင်းခုချိန်မှာတော့တိုးတက်တဲ့ခေတ်စနစ်နဲ့ညီညနာကိုပြုပြင်ခွဲစိတ်တာတွေကအရင်ကများပြားလာပါတယ်နှခမ်းထူတဲ့လူကိုနှခမ်းသိအောင်နာရန်တူနေတဲ့လူကိုရှိအောင်နှာခေါင်ကြီးနေတဲ့လူကိုသိအောင်သိနေတဲ့နှာခေါင်နဲ့လူကိုကြည့်အောင်အသားဖြူနေတဲ့လူကိုညှို့အောင် ညိုရင်းသူကိုဖြစ်အောင်ခင်မင်းဇက်ကရီယာရင်းနဲ့ပြည့်ပြင်နိုင်ပါတယ်။ဒီလိုပြည့်ပြင်မှုကလည်းတချို့ကလှပသွားတယ်လို့တချို့ကလည်းရုပ်ပြည့်စင်ပြည့်ဖြစ်သွားတာပါ။ဒီလိုမျက်နှာပြင်လိုက်မှမလာတော့ဘဲနဲ့မိုက်ကယ်ဂျက်ဆင်ရုပ်လိုလိုနက်ဂရောရုပ်လိုလိုဖြစ်သွားတာကတရုတ်ဆောင်မင်းမီလေးဖွဖွေဖြစ်ပါတယ်။အလုံးဒီကြတဲ့အတိုင်းတရုတ်ဆောင်မင်းမီလေးဖွဖွေဟာအနုပညာလောကကိုချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။သူပြေနောက်ဖွေဝေးဟာတခြားမင်းမီးတွေလိုပဲများတာမျိုးလည်းမရှိဘဲသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့တူ လူချင်းလူငယ်ခလေးပြိသက်တွေနဲ့ချစ်ခင်အားပေးခြင်းကိုခံခဲ့ရတာပါတကယ်ဆိုရင်ဖိုးဖွေဟာအချားမင်းတွေနဲ့ရှင်ရုပ်ချောတဲ့ထဲကမပါပါဘူးဒါပေမဲ့လည်းသူရဲ့ချစ်စရာကောင်းတဲ့မြေတောင်ချစ်စရာကောင်းတဲ့ item လေးတွေနဲ့လူပညာလောကမှာဖိုးဖွေဆိုပြီးတော့နာမည်တစ်လုံးရရှိလာတာပါဒါပေမဲ့လည်းပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာပြိသက်တွေကဖိုးဖွေရဲ့ရင်းပုံစံကိုမမြင်ရတော့ပါဘူးအထူးဖြင့်ဒီ9နှစ်တာကာလအတွင်းမှာဖိုးဖွေကအရင်ကနဲ့လုံးဝမကြည့်တော့ဘဲလုံးဝပြောင်းလဲသွားပါတယ်ဖိုးဟာဒီ9နှစ်အတွင်းမှာနိုင်ငံရေးအခြေအနေကြောင့် ညာနုပညာလောကကနေအားယူခဲ့တာပါဒီနောက်မှာတော့တရုတ်ဆောင်မိမိလေးဖို့ဝင်နုပညာလောကကမဟုတ်ဘဲဇီဝရေးလောကနဲ့တခြားသောလောကမှာလည်းကျင်းလင်းခဲ့ရတာကိုယ့်ကိုယ်ကိုစိတ်လွတ်ထားမှရပါတယ်ဒီပြေတော့ဖို့ဝင်အားဒီကားနဲ့တာကာလာတဲ့မှာနေထိုင်ပြောဆိုဝင်တွေကအရင်ဖို့ဝင်နဲ့မတူတော့ဘဲလောလလတ်နဲ့ freestyle ဘက်ကိုပြောင်းလဲသွားပါတယ်ဒီကားတစ်ချက်ကတော့တရုတ်ဆောင်မိမိလေးဖို့ဝင်ဟာတမမြင်တာကိုခွဲစိတ်ပြပြလိုက်တာပါ ဘုံမရလူလည်းမျက်နှာကိုခွဲစိတ်ပြပြင်ပြီးရတော့အရင်နဲ့မတူတော့ပဲပြောင်းလဲသွားတဲ့မျက်နှာပုံစံကြောင့်လူပြောများနေတာလည်းဖြစ်ပါတယ်။လူပြောတော့ကိုယ့်ရဲ့ပိုင်းနဲ့အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဘုံဘွေးရဲ့ပုံစံဟာဆိုရင်ရုပ်ရင်ပြီးတော့ကြည့်မကောင်းတော့တာကြောင့်လူပြောများနေတာဖြစ်ပါတယ်။ဒီလိုအရင်ကနေတစ်စက်ကလေးမှမတူတော့ပဲပြောင်းလဲသွားတဲ့ ဘဝရဲ့မျက်နှာပုံစံပေါ်မှာတချို့ကလည်းအရင်လိုချစ်စရာကောင်းလာလို့ပြောကြကြလို့တချို့ကလည်းပြင်လုံးလို့ပုံရုပ်ဆိုးသွားတယ်အရင်လိုမလာတော့ဘူးဆိုပြီးတော့ပြောကြတာပါအနေစုကတော့မျက်နှာခွဲစိတ်မှုတွေကြောင့်ပြောင်းလဲသွားတဲ့ဖူးဖူးရဲ့ချစ်စရာပုံစံလေးကြောင့်ပိုလှလာရလို့လည်းပြောကြပါရင်ဒါပေမဲ့လူအများစုကတော့ဖူးဖူးရဲ့ဘုရားပထမချစ်စရာကောင်းတဲ့ပုံစံပြောင်းဆုံးသွားကမျက်နှာကြီးဖြူဖွဲကမလာတော့ဘူးလို့လည်းဆိုပါရင်ဒီကအပြင် တင်းဆောင်မင်းမီချောင်းလေးဖူဖွင့်ဟာတက်တူးတွေလည်းခန္ဓာကိုယ်နဲ့ထိုးတာကဒမရဲ့မူလပုံစံပြောင်းဆုံသွားတာပါတချို့ကလည်းဖူဖွင့်ဟာမျက်နှာကြီးဖြူဖွေးပြဲလန်နေကမိုက်ကယ်ဂျက်ဆင်နဲ့တွေ့ရလို့ဆိုပါတယ်မိုက်ကယ်ဂျက်ဆင်ကလည်းဖူဖွင့်လိုပဲခွဲစိတ်ပြုပြင်ပြီးမှမူလပုံစံပြောင်းသွားပြီးတော့ရုပ်ပြက်ဆင်ပြက်ဖြစ်သွားတာပါတချို့ကလည်းဖူဖွင့်ဟာမျက်နှာလှပလို့တော့ဒေါက်တာအင်းစီပြင်လာကြောင်းဒေါက်တာရဲ့ရုံးနဲ့တူလာရလို့ဆိုပါတယ်ဒီလိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖူဖွင့်ဟာခွဲစိတ်ပြုပြင်ပြီးတော့ပုံလှလာရလို့မြင်ကြပါလား အရင်နဲ့မတူပဲပြောင်းလဲသွားရင်တင်းဥဆောင်မင်းမင်းရဲ့ဖွေးဖွေးကိုဘလို့မြင်ရလဲဆိုတော့မင်းမင်းရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်။